မချာမီ PUBG Mobile မှာစောင်းရသည့် update လာတော့မယ်ဆိုတော့ဒီအတီးကိုတကယ်ကျွန်တော်သတိရကြသေးလားဗျာ old player တရားအောင်နေနေရတော့ဒီအတီးကိုကြာလိုက်တာနဲ့စက်သိန်းတွေပါတယ်ထားရင်မှပြန်မရနိုင်တော့တဲ့အတိတ်က memory တွေကိုကောင်းကောင်းသတိရနိုင်ကြမယ်ဆိုတာသိကြပါတယ်ဒီအတီးကတော့ဒီဇင်ဘာ2018 season 4 update version 0.10.0မှာတွင်မြင်ခဲ့ရတဲ့ background theme music ပဲဖြစ်ပါတယ်ဒီဇင်ဘာ2018ဒီ update version 0.10မှာကြီးရမယ်ဆိုရင်ပထမအဦးဆုံးအချိန် vikanti မြေပုံကိုတွင်မြင်ခဲ့ရတာဖြစ်ပါတယ် ဒီမြေပေါ်မတိုင်ခင်တော့ဂိမ်းထဲမှာ Irangel Mirama နဲ့ Sanok မြေပေါ်ကထွက်ရှိပြီးသွားပြီဖြစ်ပါတယ်။လုံးဝပုံစံအသေးရေခဲတွေနင်းနေတဲ့ဒီရဲ့ Vikandi မြေပေါ်ကိုကြည့်ရမယ်ဆိုရင်2018ဒီဇင်ဘာလမှာတွေ့မြင်ခဲ့ရတာဖြစ်ပါတယ်။ အခု2025လို့အချိန်မှာတော့ Vikini မြေပုံကဘာလဲဆိုရင်မှတော့မှမိနေတဲ့တငယ်ချင်းတွေရှိကောင်းရှိကြပါလိမ့်မယ်။တနှစ်တခါတော့ PUBG Mobile ဘက်ကနေ November December တည်းရဲ့ Winter Update မှာကြီးမယ်ဆိုရင် Iran Gun နဲ့ Levic မြေပုံမှာတည်းရဲ့နင်းနဲ့ပတ်သက်ပြီးမှ Event တွေပါထည့်ပေးတာမျိုးရှိပါတယ်။ဒီ Event Mode တွေကိုဆိုရင်မှ Player အများစုအနေနဲ့တနှစ်တခါပေါ့ဗျာတည်းရဲ့ချို Vikini မြေပုံကိုသွားပြီးသတိရကြမယ်လို့ထင်ပါတယ်။လရှိ weekend မြေပုံရဲ့အနေအထားကိုကြည့်ရမယ်ဆိုရင်စိုးတဲ့သူလုံးဝမရှိတော့ပါလားဆိုတာမေးစရာရှိပါတယ် အဲ့လိုလည်းမဟုတ်ပါဘူးစိုးတဲ့သူတွေရှိပါတယ်ဒါပေမဲ့အရေးအတွက်ကနေတာဖြစ်ပါတယ်ပွဲစားဖို့ဆိုရင်တစ်ခါတစ်ခါတော်တော်လေးကိုကြာတာမျိုးရှိပါတယ်စောင်းရတာကြာတဲ့အတွက် PUBG Mobile ဘက်ကနေကိုတိုင်ပေါ့ဗျာ Irangle လို့ Livic တို့ဆိုဆိုရင်မှညွန်းတာမျိုးရှိပါတယ်ဒီလိုမှဒီရဲ့ Vikendi မြေပုံကို player အများစုအနေနဲ့ဘာကြောင့်မစော့ကြတာလဲ Vikendi မြေပုံပြန် comeback လာဖို့အတွက် PUBG Mobile ဘက်ကနေဘာတွေလုပ်ဖို့လိုလဲကျွန်တော်အမြင်ကိုဖော်ပြပြီးတော့မှဖြစ်ပါတယ် ထမအဦးဆုံး player အများစုအနေနဲ့ဘာကြောင့် weekend team ပြေပုံကိုမစော့ကြတာလဲပေါ့ဗျာနံပါတ်1အချက်ကိုပြောရအောင်မယ်ဆိုရင်တော့အချိန်နဲ့အများ update မရရှိတဲ့အတွက်ပဲဖြစ်ပါတယ်တခြားမြေပုံဥမာ irangal လို့ liverpool ကိုကြည့်ရှိပါ game ထဲမှာပြောင်းလဲမှုတွေပါတွေ့မြင်ရတာမျိုးရှိပါတယ်ဒါပေမဲ့ weekend team ပြေပုံမှာကြည့်ရမယ်ဆိုရင်တော့ဘာမှကျော်ပြောင်းလဲမှုတွေ့မြင်ရတာမျိုးမရှိပါဘူးဗျာနောက်တစ်ချက်ကတော့ pubg mobile ဘက်ကနေပြိုင်ပွဲတွေကနေဒီက weekend team ပြေပုံကိုဖြုတ်လိုက်တဲ့အတွက်ဖြစ်ပါတယ်ဟုတ်ပါတယ်တစ်ချိန်တုန်းကကျော် e-sport ပေါ့ဗျာဒီကပြိုင်ပွဲတွေမှာကြည့်ရမယ်ဆိုရင် weekend team ပြေပုံတွေပါကစားရတာမျိုးရှိပါတယ်ဒါပေမဲ့နောက်ပိုင်းမှာကြည့်မယ် ယ်ဆိုရင်တော့ဗီကန်ဒီမြေပုံကိုဖြုတ်လိုက်တာမျိုးရှိပါတယ်လက်ရှိကျော်ဆန်နော့မြေပုံကိုဖြုတ်ပြီးမှရွန်ဒိုမြေပုံအစားထိုးလိုက်သလိုပေါ့ဗျာနံပါတ်3ကိုရှက်ကတော့ PUBG Mobile ဘက်ကနေနောက်ပိုင်းမှာမြေပုံအသေးတွေဦးစားပေးလာတာမျိုးရှိပါတယ်ဥမာ Livik နဲ့ပတ်သက်ပြီးပြောအောင်လားတခြားမြေပုံအသေးတွေလည်းတွေးမြင်ရတာမျိုးရှိပါတယ်ဒီအနေထားမှာကျော်ဗီကန်ဒီမြေပုံကို PUBG Mobile ဘက်ကနေမိထားတာမျိုးရှိပါတယ် ြောချင်တာ weekend မြေပုံကိုလုံးဝ promote မလုပ်တော့တာ ဖြစ်ပါတယ်လူတီအနေထားကိုရှိရမယ်ဆိုရင်ကျော်ပြန်မြပေါ့ဗျာတွေ့မြင်ရတာမျိုးမရှိပါဘူးဗျာ irangal လို့ mirror မှာတော့မှကြည့်ရမယ်ဆိုရင်လူတီရပေါ့ဗျာပြန်မြအားလုံးမှာတွေ့မြင်ရတာမျိုးရှိပါတယ်ဒါပေမဲ့ weekend မြေပုံမှာကြည့်ရမယ်ဆိုရင်ပေါ့ဗျာဒီက short gun ဆိုရင် short gun နေပဲအများကြီးတွေ့မြင်ရတာဖြစ်ပါတယ် grenade ဆိုရင် grenade တွေလုံးဝအများကြီးတွေ့မြင်ရတာမျိုးရှိပါတယ်ဒီလိုပုံစံချော့ဒီ item တွေကိုကြည့်ရမယ်ဆိုရင်တနေရာလေးမှာထပ်နေတာမျိုးရှိပါတယ်မြေပုံတစ်ခုလုံးမှာပေါ့ဗျာ item တွေကောင်းကောင်းပေါ့ဗျာ arrange လုပ်ထားတာမျိုးမရှိပါဘူးဗျာအဓိကအပြင် weekend မြေပုံနဲ့ပတ် က်ပြီးပြောတာဖြစ်ပါတယ်။ ဒီမှာ PUBG Mobile ဘက်ကနေဒီရဲ့ Vikendi မြေပုံကိုပြန် comeback လုပ်ဖို့အတွက်ဒီရဲ့ Vikendi မြေပုံမှာဘာတွေပြောင်းလဲမှုတွေလုပ်ရမလဲဒါနဲ့ပတ်သက်ပြီးမှကျွန်တော်အမြင်ကိုဖော်ပြပေးပါမယ်။ပထမအဦးဆုံးအချက်ကတော့ Vikendi မြေပုံမှာ Recall Tower ထည့်ဖို့လိုပါတယ်။ဟုတ်ပါတယ်ကျွန်တော် Recall Tower အချင်းချင်းအားလုံးရနေဖြစ်ပါတယ်။ PUBG Mobile ဘက်ကနေပဲဒီရဲ့ Recall Tower ရဲ့အချင်းချင်းအားလုံးကိုပေးလိုက်တာဖြစ်ပါတယ်။တစ်ချိန်လုံးကကြည့်မယ်ဆိုရင်တော့ Recall Tower တွေဘာမှတွေ့မြင်ရတာမျိုးမရှိပါဘူးဗျာ။တိုင်းမဲ့လေအခုနောက်ပိုင်းမှကြည့်မယ်ဆိုရင် Player အားလုံးနေတဲ့ Recall ရဲ့အချင်းရနေဖြစ်ပါတယ်။ဒါကြောင့် Vikendi မြေပုံမှာ Recall တာဝါထည့်ပေးတယ်ဆိုရင်တော့ player တွေပြန်ပြီးမှပေါ်ရဒီရဲ့ weekend team မျိုးကိုကစားနေတာဖြစ်ပါတယ်သူတို့ဆိုရင်တော့တစ်ခါတည်သွားပြီဆိုရင် player တွေရဲ့အလောက်ပေါ်ရ game တွေပါတယ်စက်ကြည့်ခြင်းစိတ်ရှိတာမဟုတ်ပါဘူးဗျ game တွေကနေထွက်သွားတာမျိုးရှိပါတယ် engagement တွေကျတော့ကျသွားတာမျိုးရှိပါတယ်နံပါတ်1 Vikandi မြေပုံနဲ့ပတ်သက်ပြီးမှ exclusive free event တွေပေးရမှာဖြစ်ပါတယ်။ဥပမာဆို Vikandi မြေပုံမှာဆွေမှာ mission တွေဝင်လို့ပြီးမှပေါ့ဗျာဒီမှာ free item ပေါ့ဗျာဥပမာ emote ပဲဖြစ်စေ outfit တွေဖြစ်စေအဲ့လိုပုံစံပေါ့ဗျာ free အပိုင်းကျော် reward တွေပေးရမှာဖြစ်ပါတယ်။ Vikandi မှာ mission လုပ်ဓာတ်တွေဓာတ်တွေရမယ်ပေါ့ဗျာ။ နံပါတ်3ကတော့ဒီရဲ့ weekend ဒီမြေပေါ်မှာလုပ်ရမယ့် achievement mission အစ်စ်တွေထည့်ပေးတင်တာဖြစ်ပါတယ်ဒီရဲ့ achievement mission ကိုဖြည့်လိုက်ရွှေအောင်မဲပုံးဘဏ္ဍပုံးရမယ်10ပုံးရမယ်ပုံး20ရမယ်ပေါ်ရအစားရှိသဖြင့်ဒီရဲ့ weekend ဒီမြေပေါ်နဲ့ပတ်သက်ပြီးမှ achievement တွေပေါ်ရ event တွေပါတယ်ကောင်းကောင်းထည့်ပေးဖို့လိုတာဖြစ်ပါတယ် နံပါတ်၄ကတော့ Vikandy မြေပုံကိုခဏ game နေရနေဖိအိမ်မှာဒီက Vikandy မြေပုံမှာပြောင်းလဲမှုတွေအများကြီးတို့ဖို့လိုတာဖြစ်ပါတယ် Vikandy မြေပုံကို game နေရနေဖိလိုက်တယ်ဆိုရင် player တွေအားလုံးအနေနဲ့ဒီက Vikandy မြေပုံကိုကောင်းကောင်းသတိရကြမယ်ဆိုတာသိကြပါတယ်အနီးမှာရှိတုန်းကသတိမရတာ Vikandy မြေပုံပျောက်သွားပြီဆိုရင်တော့ player တွေအနေနဲ့ဒီက Vikandy မြေပုံကိုလွမ်းကြမယ်ဆိုတာတော့သိကြပါတယ်ဗျာဒီအနေထားမှာ game တွေမှာလည်းနေရာအစ်စ်တွေပေါ်ပြောင်းလဲမှုတွေပါတယ်အများကြီးလို့ဒီမှာပြန်ပြီးမှဒီက Vikandy မြေပုံကို relaunch လုပ်တင်တာဖြစ်ပါတယ်ပြန်ပြီးမှကျွန်တော်မိတ်ဆက်တင်တာဖြစ်ပါတယ်နံပါတ်5 ာတို့မြေပုံလေးကိုတလေးစီထိပ်ပြီးတင်တာဖြစ်ပါတယ်။ဒိုင်မက်ဒီရဲ့နံပါတ်5အချက်ကို PUBG Mobile ဘက်ကနေလုတ်ဖို့ဆိုတာတော့အခွင့်အလမ်းတော်တော်လေးကိုနေတာဖြစ်ပါတယ်။ဘလူးပြောချင်တာလေးဆိုတော့ဒီမှာ update တစ်ခါတစ်ခါဆိုရင်လည်းပွဲနှစ်လတစ်ခါဆိုရင်လည်းတော်တော်လေးကိုကြာသွားမှာဖြစ်ပါတယ်။နောက်ဆုံးတပတ်တစ်ခါပေါ့ဗျာ။ဥပမာကျော်ဒီအပတ်မှကြီးမယ်ဆိုရင်မြေပုံ3ခုပဲဆော်လို့ရမယ်ပေါ့ဗျာ။ Irangal Somla, Nusa Somla, Vikandi Somla အဲ့လိုပုံစံပေါ့ဗျာ။မြေပုံနေပေါ့ဗျာ။တလေးစီပေါ့ဗျာ။ဒီလိုပတ်ပြီးမှကျတော့ပေးတင်တယ်လို့ထင်ပါတယ်။ဒိုင်မက်ဒီလိုလုတ်ဖို့ဆိုတာလည်း PUBG Mobile ဘက်ကနေတော်တော်လေးကိုစဉ်းစားယူရမှာဖြစ်ပါတယ်။ပုံမှန် level ပဲဆော နေတဲ့ player rate အနေနဲ့ပေါ့ရဒီအပတ်မှာကျော် levic မပါလာဘူးဆိုရင်ဒီအပတ်လုံးကျော် game မဆော့လိုက်ဘူးဆိုရင် pubg mobile မှာပေါ့ရ player base ပြောင်းမှာပေါ့ရအဲ့အပတ်အတွက်ကြာတော့မှဖြစ်ပါတယ် ဒါတို့တော့ PUBG Mobile ဘက်ကနေမလိုလောက်ဆိုတာသိကြပါတယ်။ဒါပေမဲ့လည်းဒီလိုပုံစံမြေပုံတွေကိုလှည့်သွားပြီးရဲ့ဆိုရင်တော့တော်တော်လေးကိုကောင်းတာဖြစ်ပါတယ်။ Iran Gallo တို့ပေါ့ဗျာအမြဲလိုလိုထည့်ပေးမယ်။တခြားပေါ့ဗျာ secondary မြေပုံအနေနဲ့မြေပုံတွေကပြောင်းသွားမယ်ပေါ့ဗျာ။တကယ်ကျွန်တော်ဒီလိုပုံစံ map rotation နဲ့ပတ်သက်ပြီးမှဘလို့မြင်လဲပေါ့ဗျာ။ comment မှာမျှဝေပေးသွားလို့ရပါတယ်ဗျာ။ဒါပေမဲ့လည်းကျွန်တော်ပထမမှပြောတဲ့အတိုင်းပဲတခြားအချက်တွေကိုတော့လှုပ်ပေးဖို့အဆင်ပြေတာဖြစ်ပါတယ်။ဒါပေမဲ့ဒီကနံပါတ်5အချက်ကိုတော့ PUBG Mobile ဘက်ကနေလှုပ်ပေးဖို့ဆိုတာအခွင့်အရေးတော်တော်လေးကိုနေတာဖြစ်ပါတယ်။ဒီလိုပုံစံ PUBG Mobile ဘက်ကနေ Vikandi မြေပုံမှာဒီအချက်တွေလိုက်လို့လိုက်တယ်ဆိုရင်တော့ ော် player အများစုအနေနဲ့ vacancy မြေပုံကိုပြောင်းမှဆိုးကြမယ်လို့ကျွန်တော်ကတော့ထင်ပါတယ်ဗျဒီလိုမှတငယ်ချင်းတို့ရောဒါနဲ့ပတ်သက်ပြီးမှဘယ်လိုမြင်လဲလက်ရှိမှာကျွန်တော် vacancy မြေပုံကိုစိုးနေတဲ့တငယ်ချင်းတွေရှိလားမရှိဘူးလား vacancy မြေပုံကိုချိုက်လားမချိုက်ဘူးလားပို့ဗျ comment မှာမျှော်ဝေပေးသွားဖို့မမေ့ပါနဲ့လို့ကျွန်တော်ပြောလိုပါတယ်ဗျဒါဆိုရင်ကျွန်တော်လက်ရှိဒီ video လေးကတော့ဒီလောက်ပါပဲဗျတငယ်ချင်းအားလုံးအနေနဲ့ဒီ video လေးကိုနှက်သက်မယ်လို့လည်းကျွန်တော်မျှော်လင့်ပါတယ်ဗျအခုလို video ကြည့်ရှုပေးတဲ့တငယ်ချင်းအားလုံးကိုလည်းကျွန်တော်ထူးမြင်ကျေးဇူးတင်ရှိပါတယ်ဗျ